မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရနေရတဲ့တွေကကင်ဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV ဖွဲ့သားတွေကစွတောင်းမြတ်တာပို့သားလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့အော်တိုဘားလ22ရက်ဗုဒ္ဓဘုံနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့152ချိန်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံကိုမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တဲ့သတင်း။ အတူရောင်ရေကောက်ပွဲကိုထောက်ခံခြင်းဟာဒေသရင်းမှာကြားဖြန့်တွေကိုတရားဝင်ရပ်တည်နိုင်အောင်ကူညီလှုံ့ဆော်ပေးနေရလို့ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်တဲ့သတင်းအတူရောင်ရေကောက်ပွဲကိုအကူအညီပေးမှုတွေက အနီးရရှိတဲ့နျူကလ িয়ার ရည်မှန်းချက်ကိုကောင်ထယ်ဖော်နိုင်မှုကူညီရရောက်တယ်လို့တာမကြီးဥကြုံမထုံပြောကြားလိုက်တဲ့သတင်းစစ်တောင်းမြစ်အရှိတ်ဘက်ကန်ရွာသိကျေရွာကအကျန်းဖတ်ဆဲအိုးစုစကန်အားလုံးကို တိမ့်ပိုက်ရမှာအကျန်းဖတ်တရေမှုအပါ15ဦးတေဆုံးပြီးစစ်သုံးမန်း2ဦးဖမ်းဆီးရမိတဲ့တဲ့ဘိမျိုးနယ်အခြေစိုက်အကျန်းဖတ်စစ်တပ်ကအာရမစစ်မှုထံစုဆောင်းခံရသူတပ်သား2ဦးလက်နက်ခဲယမ်းအပါယူကအလင်းဝင်ရောက်ခဲ့တဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့တွေပဲဖြစ်ပါတယ်ရှင်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံကို မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်တဲ့သတင်းကိုပထမဦးဆုံးတင်ဆက်ပေးပါမယ်ရှင်။ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာအော်တိုဘာလ16ရက်ကနေအော်တိုဘာလ23ရက်ထိပြုလုပ်နေတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေရလို့ CRPH ကထုတ်ပြန်ပါတယ်။မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့အော်တိုဘာလ16ရက်မှာအာရှပစိဖိတ်အုပ်စု အရှာပစိဖိတ်ဂရုနဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့သို့တက်ရောက်ခဲ့ပြီးအော်တိုဘာလ20ရက်မှာ အမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ General Debate အစီအစဉ်တွေကိုတက်ရောက်ခဲ့ကြပါတယ်။ဒါအပြင်မလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊အော်စတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွဲဆောင်ဆွေးနွေးမှုများအတွင်အကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူခွေရဲ့ချိုးဖောက်မှုတွေနဲ့အကြံဖတ်မှုတွေရင်းလို့ရတဲ့ကြောင့်နေရဲဆွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်ရင်းရှိစစ်ဘေးရှောင်ပြည်သူတွေနဲ့တခြားနိုင်ငံများရှိရွှေ့ပြောင်းမြန်မာပြည်သူတွေရဲ့အခြေအနေတွေနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကိုရှင်းလင်းတင်ပြခဲ့ပါတယ်။ဒါ့အပြင်အကြံဖတ်ဆဲအုပ်စုကကျင်းပမဲ့တရားဝင်မှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲနဲ့ရလဒ်ပေါ် ကောက်ကွက်ပေးရင်နဲ့အတိမတ်မပြူရင်မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပြည်အောင်စုလွှတ်တော်ကိုစားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုင်ဝန်းကဆက်လက်အတိမတ်ပြုရေးလက်ရှိပြည်ပခဖြည့်ရှင်းရေးနဲ့ရေရှည်တည်တံ့သောအဖြေရှာခြင်းမှာ တော်လိုင်းနေရာစုတွေရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်များပေါ် ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့ပါတယ်ရှင်။အတွေ့အော်ရေကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှာကြားဖြန့်တွေကိုတရားဝင်ရက်တည်နိုင်အောင်ကုညီလုံးဆောင်ပေးနေရလို့ဒေါက်တာဝင်းမြတ်အေးပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အကြံဖက်ဆဲအုပ်စုကပြုလုပ်မဲ့အတွေ့အော်ရေကောက်ပွဲကိုထောက်ခံခြင်းဟာ ဒေတာရင်းမှာကြားဖြန့်တွေကိုတရားဝင်ရည်တည်နိုင်အောင်ကုညီလုံးဆောင်ပေးနေတာ ਨੇ အတူတူပဲလို့ပြည်အောင်စုဝင်ကြီးဒေါက်တာဝင်းမြတ်အေးကပြောကြားလိုက်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေဟာဒုက္ခလူတွေကဖြစ်လာတာပေါ့။အဓိကတည်းကစစ်အာဏာရှင်တွေဖြစ်တယ်။ဒီလိုရာဇဝင်ကြီးကျူးလွန်နေတဲ့စစ်တပ်ကစစ်ကောင်စီဖွဲ့ပြီးတော့ယူကောက်ပွဲလုပ်နေတာလက်ရှိအခြေအနေဖြစ်ဖို့ယူကောက်ပွဲမှာစစ်ကောင်စီရဲ့တိုးတောက်နောက်ခံပါတီအဖွဲ့အစည်းတွေနဲ့အများစုကသူ့ရဲ့ဝေဖက်ပါတီတွေပဲဖြစ်တဲ့အတွက်ကြောင့် တရားမြတ်တာမျိုးရှိနိုင်လက်ရှိကျက်သေးတယ်ဖို့ရင်းစပ်ဖြတ်ကျော်မှုကနေ online လိမ်လည်မှုတွေရတယ်မြမစစ်တပ်ကအကျိုးမြတ်ရနိုင်လို့ကမ္ဘာနိုင်ငံ80ကျော်ရဲ့ပြည်သူတွေပါဒီ scan center တွေမှာကြုံပြုတ်ခံနေရတယ်ဆက်ဆက်အင်ဒီတော့စိတ်အနာရှင်ကျင့်ပမဲ့ယူကော့ပွဲကိုထောက်ခံခြင်းဟာဒေတာတွေမှာအွန်လိုင်းလေလံမှုတွေနဲ့ scam center တွေတရုတ်တွေရက်တိနှံအောင်ကူညီလုပ်ဆောင်တာနဲ့အတူတူပဲဆိုတာကိုနိုင်ငံတကာကိုသိစေချင်ပါ နောက်ဆက်တွဲနေတဲ့ဒေတာရီတည်ငြိမ်မှုတွေကထိခိုက်ပျက်စီးသင့်မှာဖြစ်တယ်။ဒါကြောင့်စစ်ကောင်စီကဒီနှစ်ကုန်မှာကျင်းပမဲ့ဖန်ပြယူကောက်ပွဲကိုမထောက်ခံကြဘူးနဲ့ဖန်ပြလွတ်တော်ဖြစ်ပေါ်လာရင်လည်းလက်မခံကြဘူးဆွေးနွေးနေကြတာဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပလျက်ရှိတဲ့152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံကိုဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မာအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတာပါ။ အတွေ့အကြုံရေကောက်ပွဲကိုကုညီပေးမှုတွေကအန္တရာယ်ရှိတဲ့နျူကလ িয়ার ရီမန်းချက်ကိုအကောင့်ထဲဖော်နိုင်မှုကုညီအားရောက်တယ်လို့အတမတ်ကြီးဦးကျော်မိုးထွန်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။အတမတ်ဆေအိုဆိုရဲ့အတွေ့အကြုံရေကောက်ပွဲကိုကုညီပေးမှုတွေကအန္တရာယ်ရှိတဲ့နျူကလ িয়ার ရီမန်းချက်ကိုအကောင့်ထဲဖော်နိုင်မှုကုညီအားရောက်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်ကပြောကြားလိုက်ပါတယ်။အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့နျူကလ িয়ার လက်နက်ဖြတ်သိမ်းရေးဘာသာရဲ့မူဝါဒရေးရာဆွေးနွေးပြောကြားမှုအစီအစဉ်ကိုအော်တိုဘာလ21ရက်မှာပြုလုပ်ခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါဆေအိုဆူမပြုလုပ်ရန်စီစဉ်နေတဲ့အတုအယောင်အလိညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့ ညီတိနိုင်ငံကအထောက်ပံ့သို့မဟုတ်အကူအညီပေးမှုတွေကဆေအိုဆူရဲ့အန်ရရှိတဲ့နျူကလ িয়ার ရည်မှန်းချက်တွေအကောင့်ထဲပေါ်နိုင်ရန်တဆင့်တိုးပြီးနီးကပ်သွားစေမှာကိုထပ်လောင်းပြောကြားလိုကြောင်းတန်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်တာပါနျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာအသုံးပြုဖို့ဆိုတဲ့အယူအဆကအကြမ်းဖက်ဆေအိုဆူနဲ့အပြန်အလှန်ဆန့်ကျင်ဘက်ဖြစ်တယ်လို့ အပန်းဖြေတဲ့အခါအသုံးပြုတဲ့ပါရာမော်တာများကိုပင်ရက်သားတွေအပေါ်လက်နက်အဖြစ်အသုံးပြုတဲ့အကြမ်းဖက်စစ်တပ်ကနျူကလ িয়ার စွမ်းအင်ကိုလည်းလက်နက်အဖြစ်အသုံးပြုလိုက်မယ်လို့ထောက်ပြထားပါတယ်အကြမ်းဖက်ဆဲအုပ်စုကပြုလုပ်ဖို့စီစဉ်နေတဲ့အတူအယောင်လေညာရွေးကောက်ပွဲကိုပံ့ပိုးမဲ့နိုင်ငံတကာအထောက်ပံ့သို့မဟုတ်အခုညီပင်းမှုတွေကအကြမ်းဖက်ဆဲအုပ်စုအန္တရာယ်ရှိတဲ့နျူကလ িয়ার ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်မှုတဆင့်တိုးပြီးနှိကပ်သွားစေမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကိုလက်နက်တွေ ဆက်လက်နက်ပစ္စည်းတွေတိုက်လေရင်စီတခြားစစ်ဖက်အရက်ဖက်နှမျိုးသုံးပစ္စည်းတွေနဲ့ဆက်ဆက်နည်းပညာတွေစီစစ်မှုကိုဖျက်တောက်ကြဖို့အတွက်အဖွဲ့ဝင်နိုင်ငံများအားလုံးထံတာမတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုခဲ့ပါတယ်ရှင်စစ်တောင်းမြေအရှိဘက်ကန်ရွာတစ်ကျေးရွာကအကျန်းဖက်ဆေးအုပ်စုစခန်းအားလုံးကိုသိမ်းပိုက်ရာမှာအကျန်းဖက်တရင်မှုအပါ15ဦးတေဆုံးပြီးစစ်သုံးဘက်2ဦးဖမ်းဆီးရမိတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင် စစ်တောင်းပြည့်အရှိတ်ကံရွာတဲ့ကျေးရွာမှာရှိတဲ့အကျန်းဖတ်ဆေအိုစုအထိုင်စခန်းနဲ့ကျေးရွာအတွင်းရှိ အကျန်းဖတ်ကင်းစခန်းများအလုံးကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးအကျန်းဖတ်ဆေအိုစုဘက်ကတရေမှုအပါအဝင်15ဦးကြာဆုံးခဲ့တယ်လို့စစ်တုံးမှန်း2ဦးဖမ်းဆီးရမိခဲ့တယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစေယုံချုပ်ရဲ့လမ်းညွှန်ချက်အတိုင်း အမှတ်နဲ့စစ်စင်ရေးနယ်မြေစစ်တမ်းမြေအရှိဘက်ကန်ရေတာရှင်နဲ့တခြားဒေသတွေမှာ နေပြီးတော့တိုင်းစစ်ဌာနကစစ်စင်ရေးတွေအကောင့်ထည့်ဖို့ဆောင်ရွက်နေရပါ။အောက်တိုဘာ20ရက်မှာစစ်တမ်းမြေအရှိဘက်ကန်ရှိရွာသစ်ကျေးရွာမှာအင်အား60ခန်းနဲ့အထိုင်စခန်းချထားတဲ့အကြံဖက်ဆဲအုပ်စုကိုနေပြီးတော့တိုင်းစစ်ဌာနလောက်ရှိတပ်ရင်းတွေနဲ့စုဖွဲ့ထားတဲ့ယူဟာစစ်ကြောင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုကြောင့်အကြံဖက်ဆဲအုပ်စုအထိနာက ထွက်ပြေးဆုတ်ခွာသွားခဲ့ပြီး ရွာသစ်ကျေးရွာအထိုင်စခန်းနဲ့ကျေးရွာအတွင်းရှိအကျန်းဖက်ကင်းစခန်းအားလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့တာပါအကျန်းဖက်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများကြားမှာပင့်ပိနေတဲ့ကျေးရွာသားပြည်သူတွေကိုတိုက်ပွဲလွှတ်ရနေရတွေကိုလည်းကဲထုတ်ပေးခဲ့ရတယ်လို့နေပြည်တော် PDF ကထုတ်ပြန်ပါတယ်တပ်ပွဲအတွင်းအကြမ်းဖက်ဆဲအိုဆူဘက်ကတရင်မှုအပါအဝင်15ဦးကြာဆုံးခဲ့ပြီး73မှ2ဦးဖမ်းဆီးရမိခဲ့ပါတယ် တည်ဆုံသွားတဲ့အကြံဖက်တရေမှုဟာဒုတိယဗိုလ်မှူးကြီးညညီနိုင်ခေချောင်းရံကာကွယ်ရေးတပ်လာကာတ2029မှာဖြစ်ပြီးတရေမှုညညီနိုင်ကိုလက်ရဖမ်းဆီးချိန်ပစ္စတိုထုတ်ခုခံမှုပြုလုပ်တာကြောင့်အသေးပြတ်သက်လိုက်ရတာလို့အသိပေးထားပါတယ်အဲ့ဒီတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးထိရိုက်ဒဏ်ရာရရှိခဲ့ပါတယ်။တိုက်ပွဲကနေဒရုန်းကျန်မှာအထိုင်ဆက်ကြီးတစ်လုံး၊ MA-11 တစ်လက်၊ MA-3 တစ်လက်၊ G-3 သုံးလက် 60မမတလက်ပစ္စတိုတလက်60မမကြီး9လုံးခြိပေါက်10ခုခြိမျိုးစုံ1000ခန့်နဲ့မီးဆက်တလုံးသိမ်းဆည်းရမိခဲ့ပါတယ်။လက်ရှိအချိန်မှာအကြံဖတ်ဆဲအိုစုကစစ်ကူအင်အားများဖြည့်ပြီးပြန်လည်တိုးဝင်လာကြတဲ့ကြောင့်တိုက်ပွဲငယ်တွေဆက်လက်ဖြစ်ပွားနေပြီးစစ်တမ်းမြစ်ကမ်းဝင်ကျင်ရှိကြေးရွာတွေကပြည်သူတွေအနေနဲ့စည်ရေးသတိနဲ့နေထိုင်သွားလာကြဖို့ပြည်သူ့ကာကွယ်ရေးတပ်မတော်နေပြည်တော်တိုင်းစစ်ဌာနကအတိပေးထားပါရဲ့ရှင်။ ဘိန်းမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်တပ်ကအာရမစစ်မှုထံစုဆောင်းခံရသူတပ်သား၂ဦးလက်နက်ခဲယမ်းအပါယူကအလေးဝင်ရောက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းဘိန်းမြို့နယ်အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့ခလာရတက်တုံညာသုံးမှာအာရမစစ်မှုထံစုဆောင်းခံရသူတပ်သား၂ဦးလက်နက်ခဲယမ်းအပါယူကတနင်္သာရီမြို့နယ်ပကဖထံအလေးဝင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတပ်သား၂ဦးဟာအော်တိုဘားလ၂ရက်နဲ့စက်တင်ဘာ28ရက်မှာဗပြောင်းခုလုံခဲ့တာဖြစ်ပြီးတော့အလင်းဝင်ရောက်လာသူတပ်သား မောင်အောင်ဦးဟာ MA2 တလန်ကြီပေါက်လေးခုကြီ260တောင်းတို့ကိုအပါယူခဲ့တယ်လို့ဆိုပါရယ်အခုလိုလေးဝင်လာတဲ့အကြံဖက်စစ်တပ်ရဲ့ကံယူရန်တိုင်းစစ်ဌာနချုပ်လောက်ခံတရင်ခလာရ133တမတသား2ဦးကိုမြို့နယ်ပါကဖားကနှွေးထွေးစွာကြိုဆိုခဲ့ပါရယ်အကြံဖက်စစ်အုပ်စုရဲ့လောက်ခံတပ်သားများအနေနဲ့ပြည်သူရင်ဝင်တို့ခိုလုံချင်းမာကနီးစက်ရတရင်တပ်ဖွဲ့တွေထံအ мян ပူပေါင်းကြဖို့အတိပေးထုတ်ပြန်ထားပါရယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်မြစ်ဖြတ်ချေမုံရင်လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရမပင်မြို့နယ်မှာနောက်ပြမလဲကြီးတီတော်လန်ရဲ့တပိတ်စစ်ကြောင်းကအတူရောင်ရေကောက်ပွဲဆန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြမလဲကြီးတီတော်လန်ရဲ့တပိတ်စစ်ကြောင်းဖက်စစ်ရေကောက် ခွေးထွက်ပေါက်မဲမပေးနဲ့တပိတ်မှောက်ဆိုတဲ့အစားသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရင်းမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့အစားသားကင်ဆယ်ပြီးအတို့ရောင်ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့အစားသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆောင်ရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ ဒေသခံတော်လှန်ပြည်သူတွေကနေပြည်တော်တက်မှုကြားတဲ့ကနေပဲအကြံဖက်ဆက်တဲ့ကြဆိုရင်ဆန္ဒပြတဲ့ဘက်ကိုနေစဉ်ပြုလုပ်နေကြပါရှင်ပြည်သူလူထုပေါင်းတဘာဝပေးလူလုပ်ပေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။